အားလုံးပဲမင်္ဂလာပါရှင်။ Head to Spine Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျမက GERD ပေါ့နော်။မြန်မာလိုစားခြင်းပြန်ယောဂလို့ခေါ်ပါရစေ။စားခြင်းပြန်ယောဂတက်တာစေဖို့ပေါ့နော်။ကျမတို့အနေနဲ့နေ့တိုင်းပြုလုပ်လို့ရတဲ့အပြုမူအနေတိုင်းအလေးအကျင့်ပေါ့နော်။အဲအဲ့ဒီအချက်ကလေးတွေ၉ချက်ကိုပြောပြပေးတော့မှာဖြစ်ပါရစေ။အဲ့တော့စားခြင်းပြန်ယောဂတက်တာစေမယ့်အချက်၉ချက်ပေါ့နော်။ ဟုတ်ပါပြီဒီနေ့ပြောချင်တဲ့အကြောင်းအရာတွေကိုမပြောခင်မှာကျွန်မရဲ့ channel လေးကနေအခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဝေဒုဒ္ဒတွေကိုမျှဝေသွားမှာဖြစ်တဲ့အတွက်ကျွန်မရဲ့ channel လေးကိုစိတ်ဝင်စားရတဲ့ဆိုရင် subscribe လေးလုပ်သွားပေးလို့ရပါတယ်နော်အဲ့တော့ GRD တော့မဟုတ်စားချင်ပြန်ယောဂဆိုတာဘာကြောင့်ဖြစ်တာလဲပေါ့ ဒီစားခြင်းဉာဏ်ယောဂဆိုတော့ဒီကျမတို့ရဲ့အစာရည်မျိုးပြောနေကိုအစာအိမ်ထဲကအဆစ်သက်တွေသို့မဟုတ်အစာတွေပေါ့နော်ပြန်ပြီးတော့ကန်တက်လာတဲ့အချိန်မှာခံစားရတဲ့ယောဂဝေဒနာကိုကျမတို့ကစားခြင်းဉာဏ်ယောဂသို့မဟုတ်ချီအားတီလို့ခေါ်ပါတယ် ဲ့လိုအစာအိမ်တွေကနေအစာတွေအက်ဆစ်တက်တွေကအစာရည်မျိုးပြွန်တဲ့ကိုဘာကြောင့်လို့ကန်တက်လာရတာလဲဆိုရင်ကျမတို့ရဲ့အစာအိမ်နဲ့အစာရည်မျိုးပြွန်ရဲ့ဈားထဲမှာပေါ့နော် အစာရည်မျိုးပြွန်ကိုဖြတ်ပြီးတော့အစာအိမ်တွေကိုအစာတွေဝင်မသွားခင်မှာဒီရှုံချိုးလေးလိုမျိုးစပရင်တာလို့ခေါ်တယ်ပေါ့နော်အဲ့ရှုံချိုးလေးလိုကြွက်သားလေးတစ်ခုရှိပါတယ်အဲ့ဒီကြွက်သားလေးက အစာတွေဖြတ်သွားပြီဆိုရင်ကျဲပြီးပြီးတော့အစာတွေအစာအိမ်ထဲကိုဝင်သွားပြီဆိုတာနဲ့အဲ့ဒီကြွက်သားလေးကလုံးဝကျုံသွားပါတယ်။လုံးဝကိုကျုံသွားပြီးတော့အစာတွေရောအက်ဆစ်တွေရောအပေါ်ကိုလုံးဝကန်တက်မလာနိုင်ပါဘူး။ဒါကပုံမှန်လူတွေမှာဆိုရင်အဲ့ဒီရှုံချိုးလေးဒီစပရင်တာပေါ့နော်အဲ့ကြွက်သားလေးကဆိုရင်အရန်အကောင်းနေပေါ့။ဒါပေမဲ့ဒီရှားချင်မြန်ယောဂရှိတဲ့လူတွေမှာဆိုရင်အဲ့ဒီအစာရည်မျိုးပြောနဲ့အစာအိမ်နဲ့ကြားတဲ့ဟာရှုံချိုးကြွက်သားလေးဟာဆိုလို့ရှိရင်ရောတိရော်ရဲဖြစ်ပြီးတော့ကောင်းကောင်းမကြုံနိုင်တာမျိုးပေါ့နော်။ ဖြစ်နေတယ်ပြီးလို့ရှိရင်အမြဲတမ်းကြဲကြဲလေးဖြစ်နေပြီးတော့လုံအောင်မပိတ်နိုင်တော့ဘူးပေါ့အဲ့လိုလုံအောင်မပိတ်နိုင်တော့တဲ့အချိန်မှာကျမတို့ကစားပြီးတိုင်းမှာ အစာအစာတွေရဲ့ acid တွေရဲ့အမြဲတမ်းဒီအစာရည်မျိုးပြွန်တဲ့ကိုကန့်ကန့်ပြီးတော့တက်လာပါတယ်အဲ့ဒါကြောင့်မလို့စားကျင်မြန်ယောဂဖြစ်လာရတာဖြစ်ပါတယ်ပေါ့အဲ့တော့အဓိကအားဖြင့်ဆိုရင်တော့အဲ့ဒီအစာအိမ်နဲ့အစာရင်မျိုးရဲ့ကြားထဲကရှုံချိုးကြွက်သားလေးမလုံတာကြောင့်ဖြစ်ပါတယ် ဟုတ်ပါပြီ။ဒါဆိုရင်စားခြင်းဉာဏ်ယောဂဖြစ်တဲ့အခါပေါ့နော်ကျမတို့ကဘယ်လိုယောဂလက္ခဏာတွေကိုခံစားရတတ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့ဆိုရင်ဒီ acid တွေအစာတွေကအစာရေမြောတွေကိုရောက်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ acid တွေပြီးတော့အချင်ပေါက်နေတဲ့အစာတွေကြောင့်မလို့ကျမတို့ကရင်ပူတာတွေဖြစ်တတ်ပါတယ်။ရင်ပူတယ်ပြီးရင်ရင်ပတ်အောင်နာမျိုးကြောနဲ့ရင်နဲ့ညက်ပြီးတော့အောင့်နေတာခက်ခဲတင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတာစသဖြင့်အဲ့လိုပုံစံမျိုးတွေခံစားရတတ်တယ်။ပြီးရင် ပြုတ်ခြင်းအန်ကျင်တာမျိုးပေါ့ပြုတ်ခြင်းအန်ကျင်တာမအီမလဲဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းခံစားရတတ်တယ်နောက်တစ်ခုကကြတော့ကျမတို့အစာအစာတိုင်းမှာနင်းနေတက်ပြီးတော့လေချောင်းထဲမှာတစ်ခုခုတစ်ဆွတ်ဆူကြီးဖြစ်နေရမျိုးပေါ့အဓိကအပြင်ဆိုရင်ဒီအဓိက acid တွေအစာတွေကြောင့်မလို့ဒီအစာရည်မျိုးပြောင်းရောင်းနေတဲ့အချိန်မှာတစ်ဆွတ်ဆူကြီးဖြစ်နေရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နိုင်ပါတယ် နောက်ထပ်ဘယ်လိုလက္ခဏာရင်းနဲ့လာတက်လဲဆိုရင်ကျမတို့ရဲ့ဗက်ဆက်ထဲမှာပေါ့နော်အမြဲတမ်းခါးနေတာတော့မဟုတ်ချင်းနေတာအရသာတစ်ခုခုရနေတတ်ပါတယ်ပြီးရင်ချောင်းကြောက်တွေအမြဲတမ်းဆိုးနေတာပေါ့အဓိကအဖြစ်တော့ဒီ acid တွေပြန်ပြီးတော့ကန်တက်လာတဲ့အချိန်မှာဒီကျမတို့ရဲ့အစာရေမျိုးအဝါထိတ်မှရှိတဲ့လေချောင်းနာကိုရောက်လာတဲ့အချိန်မှာတီးတဲ့လိုမျိုးပေါ့အဲ့တော့အမြဲတမ်းချောင်းကြောက်တွေဆိုးနေတတ်ပါတယ်လေချောင်းလာတာဒါမှမဟုတ်အတန်လာတာအဲ့လိုလက္ခဏာတွေနဲ့လာတတ်ပါတယ် ဒါကတော့စားကျင်ဉာဏ်ယောဂရဲ့လက္ခဏာတွေဖြစ်ပါတယ်အော်ပုံမှန်အဖြစ်ဆိုရင်တော့အတိတ်ကအခင်ရှင်ဘက်ထဲမှာတင်းကျက်ကျက်ချင်းနဲ့တခုခုနင်းနေသလိုတဆွဆွဖြစ်တဲ့ချောင်းကြောက်ဆိုးတဲ့အဲ့ဒါတွေနဲ့အများစုလာတတ်တာပါဟုတ်ပါပြီစားချင်ဉာဏ်ယောဂကဒီတိုင်းပဲ အာပြီးသွားမှလားခယူးဆိုင်တင်လားနောက်ဆက်တွဲယောဂဆိုးကျိုးတွေဘာတွေဖြစ်နိုင်တယ်လဲပေါ့စားခြင်းညယောဂကတော့နောက်ဆက်တွဲယောဂဆိုးကျိုးတွေအနေနဲ့ဒီအစာရည်မျော်ထဲမှာအမြဲတမ်း acid တွေအစာတွေကကန်ကန်တက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ acid တွေအစာတွေတိုက်စားလာတဲ့အချိန်မှာဒီအစာရည်မျိုးရောင်းလာတာအစာရည်မျိုးပြောင်းမှအနာတွေဖြစ်လာတာအစာရည်မျိုးပြွန်ကင်းစားတွေအထိဖြစ်နိုင်ပါတယ်ပြီးရင်ဒီအစာရည်မျိုးပြွန်ပေါက်ပြဲတာတွေကြောင့်မလို့သွေးအနာသွေးဝင်သွားတာစသဖြင့်အဲ့ဒါရင်းရဲ့လေနောက်ဆက်တွဲအနေ နဲ့ခံစားရတတ်ပါတယ်။ပြီးရင်ဒီ acid တွေအမြဲတမ်းကန်ကန်တက်နေတာဖြစ်တဲ့အတွက်ဒီ acid တွေကအရှိရအသက်ရှူလမ်းကြောင်းထဲကိုရောက်သွားတဲ့အချိန်မှာဆိုရင်ဒီ acid တွေတီးတာမျိုးကြောင်းပေါ့နော်။အဲ့လိုတီးတာမျိုးကြောင်းမလို့ pneumonia လို့ခေါ်တဲ့အဆုတ်လောင်ယောဂတွေဖြစ်နိုင်တယ်။နေလို့ရှိရင်ကျွန်မတို့အမြဲတမ်းနေနေတဲ့ယောဂတွေပေါ့နော်။နေနေတတ်တာမျိုးကိုအမြဲတမ်းခံစားနေရတတ်တဲ့တစ်ခုခုနေနေရဲစားလိုက်နေနေတဲ့အဲ့လိုမျိုးတွေနောက်ပိုင်းမှာဖြစ်လာတတ်တယ်။အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်အစာရေမျိုးပြွန်ကျင်းသွားတာမျိုးကြောင်းဖြစ်နိုင်တာပေါ့နော်။ နောက်ဆုံးတစ်ချက်ကကြတော့အဲ့ဒါနေရနေတဆင့်တဖြည်းဖြည်းအစားမဝင်တော့ဘဲနဲ့ဘာကြောင့်မှမသိနဲ့တဖြည်းဖြည်းပိန်လာတာမျိုးတွေထိဖြစ်နိုင်ပါတယ်။ဒါကအစားကျင်ပြန်ယောဂလက္ခဏာရဲ့နောက်ဆက်တွဲယောဂဆူချိုးတွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်မတို့ကဒီစားကျင်ပြန်ယောဂကိုလုံးဝမဆိုးသောအောင်လို့ကာကွယ်ရမှာဖြစ်ပါတယ်။ အဲ့လိုကားကွယ်ဖို့အတွက်ဆိုရင်ပုံမှန်အဖြစ်ဆိုရင်လည်းကျမတို့ကဒီ acid တွေကံမတက်အောင်သုံးဖို့ acid တက်တွေရော့အောင် acid ကိုထိမ့်ပေးတဲ့စီးတွေပေါ့နော်ဥပမာ omeprazole လို့လူမျိုး pantoprazole လို့လူမျိုးဒီ acid ရော့စီတဲ့အဆိုင်စီးတွေကိုကျမတို့ကပုံမှန်တောက်ဖို့လိုတယ်ပေါ့အဲ့လိုဆေးတွေတောက်တာအပြင်ကိုကျမတို့ရဲ့နေထိုင်စားသောက်မှုပြုမှုနေထိုင်မှုတွေအဲ့ဒါတွေကိုပြောင်းလဲပြည့်ယုံနေတဲ့ကျမတို့ရဲ့စားခြင်းနဲ့ယောဂလက္ခဏာတွေကိုတော်တော်များများတက်တာစီမှာဖြစ်ပါတယ်။ ဲ့တော့ကျမတို့ရဲ့နေထိုင်စားသောက်မှုပုံစံမျိုးဘယ်လိုပြောင်းလဲရမလဲဆိုတဲ့အချက်၉ချက်ကိုကျမကဒီဗီဒီယိုထဲမှာပြောပြသွားမှာဖြစ်ပါတယ်။ဟုတ်ပါပြီ။စားခြင်းမြန်ယောဂတက်တာစီဖို့လိုအပ်မဲ့ပထမအဆုံးချက်ကကျမတို့အစာစားတဲ့အချိန်မှာအစာအစာကိုနင်းနင်းနဲ့ခဏခဏစားပေးပါ။ပြီးရင်အစာကိုနှင်းနှင်းစားပါ။ ။ဘာကြောင့်နည်းနည်းနဲ့ခဏခဏစားခိုင်းတာလဲဆိုရင်ကျမတို့ကအစားအစာတွေကိုတနင်္လာပိုးပေါ့နော်အများကြီးတောက်လျှောက်တခါတည်းစားလိုက်တဲ့အချိန်မှာအစာအိမ်ကတအားကြီးကျေလာတယ်အစာတွေအရမ်းများလာတယ်။အဲ့လိုအစာတွေအရမ်းများတဲ့အချိန်မှာအပေါ်ကဒီရှုံချိုးကြွက်သားလေးရပါတော့။ကျေလာဖို့ပို့ပြီးတော့အားပေးတယ်။အဲ့ဒီကျေလာတဲ့ရှုံချိုးကြွက်သားလေးကနေစားထားတဲ့အစာတွေအများကြီးကချက်ချင်းပြန်ပြီးတော့ကန်တက်လာတာအက်ဆစ်တွေပြန်ပြီးတော့ကန်တက်လာတာတွေဖြစ်တတ်တယ်။အဲ့ဒီကျမတို့ကဒီလိုရှုံချိုးကြွက်သားအားနေနေတဲ့လူတွေမှာဆိုရင်အစာအစာကိုနည်းနည်းလေးနဲ့ ဲ့ခဏခဏစားပေးတဲ့နဲ့အာတနည်းအားဖြင့်ဆိုရင်အစာတွေအများကြီးကိုမနက်စာနေ့လယ်စာညစာဆိုပြီးသုံးခါခွဲစားမဲ့အစာနည်းနည်းလေးစီကိုပေါ့နော်တနေ့တာလုံးမှာခဏခဏအကျဉ်းအီးအတွက်လေးတိုးပြီးတော့စားတင်တာမျိုးဖြစ်ပါတယ်။အဲ့တော့အစာစားစားမဲ့ဆိုရင်တစ်ခါတည်းအများကြီးစားတာထက်အာနည်းနည်းချင်းဒီခွဲပြီးတော့အကျဉ်းပမာဏခဏခဏစားပေးပါ။ပြီးရင်အစာစားတဲ့အချိန်မှာ ဖြည်းဖြည်းချင်းစားပါ။အဲ့တော့ပထမဆုံးအချက်ကအစားစားစားတဲ့အချိန်မှာတတိထားဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကကြတော့ကျမတို့စားတဲ့အစားအစာတွေမှာ acid တက်ပေါ့နော်အစာရင်ထဲမှာရှိတဲ့ acid တက်ကိုများစေမဲ့အစားအစာတွေကိုလုံးဝရှောင်ကြမှာအဲ့တော့အစာရင်ထဲမှာ acid တက်ကိုများစေတဲ့အစားအစာတွေကဘာတွေရှိမလဲဆိုရင်ပထမအဦးဆုံးကကျမတို့ဒီပူရှင်းရွက်ပေါ့နော်ပူရှင်းရွက်နဲ့လုပ်ထားတဲ့အစားအစာတွေဥပမာပူရှင်းချိုချင်းဒါပူရှင်းရွက်နဲ့လုပ်ထားတဲ့ကိတ်မုန့်လေးတချို့ဆိုရင်ဖြော့ရည်ဖြော့တောက်တာတွေရှိတယ်ပေါ့နော်အဲ့တွက်အဲ့ mint ပေါ့နော်ဒီပူရှင်းပါတဲ့အရာတွေကိုတော့ကျမတို့ကရှောင်ရမှာဖြစ်ပါတယ် ဲ့တော့နောက်ထပ်ရှောင်ရမယ့်အစားအစာအစီများတဲ့အစားအစာတွေဖြစ်ပါတယ်အစီများတဲ့အစားအစာတွေကဒီဟင်းအနှစ်ပေါ့နော်စီပြန်ဟင်းအနှစ်တွေပါမယ်စီကြောစာတွေပါမယ်ပြီးရင်တလိဆိုင်အားရတဲ့အစီဒီပေါ့နော်ဥပမာဘလို့စီဒီလဲဆိုရင်ကြက်သားအရေကွန်ဝက်အစီအမဲစီစသဖြင့်အဲ့လိုစီတွေကိုတော့လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဘလို့အစီအစီကိုတော့စားတဲ့လဲဆိုရင်တော့ဒီပဲစီတို့နှမ်းစီတို့တန်လွင်စီတို့ဒီထောပက်တီးရရတဲ့အစီအစီကိုတော့စားလို့ရပါတယ် အဲ့ဒါဆိုရင်တော့ဒါနောက်ထပ်ရှောင်ရမယ်အစီများတဲ့အစားစာတွေပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကြတော့အဆက်တွေကိုရှောင်ရမှာဖြစ်ပါတယ်အဆက်ပါတဲ့အစားစာတွေလုံးဝမစားပါနဲ့နည်းနည်းလေးဆက်တာဖြစ်စီအများကြီးဆက်တာဖြစ်စီအဆက်တွေကိုရှောင်ရမှာဖြစ်ပါတယ်ပြီးရင်အဆက်အထွက်များစီရဲ့နောက်ထပ်အစားစာတစ်ခုကကြတော့အချင်များတဲ့အသီးနှံတွေဖြစ်ပါတယ်ခရမ်းညင်သည်တက်မရသည်စသဖြင့်အဲ့လိုအသီးတွေကစပြီးတော့ပါဇက်ထဲမှာချင်းတယ်လို့ခံထားရတဲ့အသီးတွေကိုလုံးဝရှောင်ကျင်ပါ နောက်ထပ်တစ်ခုကအသီးနှံပြီလို့ရှိရင်တော့ကျမတို့ကနောက်ထပ်အသီးရွက်တွေထဲမှာဆိုရင်ချက်တွန်လီတို့ချက်တွန်ဖြူတို့ဒါတွေကလည်းဆိုင်ထဲမှာရှိတဲ့ acid တွေကိုအားစီမှာဖြစ်ပါတယ်။အဲ့တွဲချက်တွန်လီချက်တွန်ဖြူတွေကိုလည်းကျမတို့ကတက်နိုင်ရင်ရှောင်ချင်မှာဒါအစားစရာတွေပြီးတဲ့နောက်မှာတောက်စရာတွေပေါ့နော်။တောက်စရာတွေထဲမှာဆိုရင် acid တွေကိုအားစီရဲ့တောက်စရာတွေကဘာတွေရှိမလဲဆိုရင်ကဖိန်းဓာတ်များတဲ့အစာတွေမှန်တယ်များပါ။ကဖိန်းဓာတ်များတာတွေကဘာတွေရှိမလဲဆိုရင်ကော်ဖီလက်ဖက်ရည်ချောကလက်စသဖြင့်အဲ့ဒါတွေကိုရှောင်ကျင်းရမှာဖြစ်တယ်။ နောက်ထပ်တစ်ခုကကြတော့ gas ပါတဲ့အချိုရည်ပါ gas ပါတဲ့အချိုရည်ကသူ့ဟာနဲ့သူဒီ carbon dioxide gas တွေကပြန်ပြီးတော့ကန်ကန်တက်လာတက်တာဖြစ်တဲ့အတွက်အဲ့ဒီ gas တွေနဲ့အတူတူ acid တွေ SR တွေပါလာတတ်ပါတယ်အဲ့ဒီ gas ပါတဲ့အချိုရည်တွေကိုလုံးဝရှောင်ကျဉ်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုရှောင်ကျဉ်ရမှာတော့အရက်ပါ အရက်ကဆိုလို့ရှိရင်လည်းကျမတို့စားကျင်မြန်ယောဂါကိုပို့ပြီးတော့စိုးပွားစေတဲ့အဆိုင် acid ထွက်တာကိုများစေမှာဖြစ်ပါတယ်။အဲ့တော့ဒီဒုတိယတစ်ချက်အနေနဲ့ acid ထွက်တာကိုများစေတဲ့အစားအစာတွေကိုရှောင်ကျဉ်လိုက်ရုံနဲ့ကျမတို့ကရက်သက်သက်ပတ်အနှင်းငယ်အတွင်းမှာစားကျင်မြန်ယောဂါတဖြည်းဖြည်းတက်တာလာတာကိုတိတိတတ်တာခံစားရပါလိမ့်မယ်။အဲ့ကြောဘလို့စားစာတွေကိုရှောင်ရမယ်ဆိုရင်ပထမအဦးဆုံးကဒီမင်းပေါ့နော်။ ပူချိန်ပါတဲ့အစားအစာတွေအစီညာတဲ့အစားအစာတွေအဆက်ပါတဲ့အစားအစာတွေနောက်တစ်ခုကကြတော့အချင်ပါတဲ့အသီးတွေချစ်တုံကြီးချစ်တုံဖြူနောက်တစ်ခုကတောက်စီယာတွေပေါ့နော်အဲ့ဒီဟာတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်အဲ့တော့စားချင်ညာယောဂါတက်တာစီနဲ့တတိယတစ်ချက်ကကြတော့အစာစားပြီးတဲ့အချိန်မှာချက်ချင်းလှဲမအိပ်ပါနဲ့ မမတ်ကလေးထိုင်နေတာမျိုးမတ်တက်ရက်နေရမျိုးလောက်ရပါမယ်အဲ့လိုလှုပ်ချင်အပြင်ဆိုရင်ကျမတို့ရဲ့ဒီအစာအိမ်တွေကအစာတွေအပေါ်ကအစာရင်ညွန်တွေကိုကန်တက်လာတာကိုတားဆီးပေးမှာဖြစ်ပါတယ်ချက်ချင်းလှည့်လိုက်ချင်အပြင်အစာအိမ်နဲ့အစာရင်ညွန်တွေကဒီ line တပြေးညီဖြစ်သွားတဲ့အချိန်မှာအစာချင်းပြန်ယောဂါကိုပို့ပြီးတော့ဆိုးဝါးစေတဲ့အစာတွေကန်တက်တာကိုပို့ပြီးတော့ဆိုးဝါးစေမှာဖြစ်ပါတယ်အဲ့တော့ကျမအကြံပြုချင်တာကအစာစားပြီးပြင်းလှဲမဲ့အိပ်ပါနဲ့ အစာစားပြီး၃နာရီအတွင်းမှာမအိပ်နဲ့ပြီးရင်တကယ်လို့အိပ်မယ်ဆိုရင်လည်းအရှိပိုင်း၃နာရီအတွင်းမှာဘာအစာဝမ်းမစားမထားပါနဲ့အဲ့ဒါဆိုရင်တော့စားခြင်းဉာဏ်ယောဂကိုတတ်တာစီမှာဖြစ်ပါတယ်စားခြင်းဉာဏ်ယောဂတတ်တာစီမှာနံမက်လီအချက်ကလှဲအိပ်မယ်ဆိုရင်ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြင့်မြင့်ထားပါခြေထောက်ထက်ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြင့်နေပါစေပေါ့နော်အဲ့ဒါကခေါင်းတစ်ခုလေခေါင်းအုံမြင့်မြင့် ုံးနေရမယ်လို့မဆိုလိုပါဘူး။ခေါင်းတစ်ခုတည်းမြင့်ယုံနေကျမတို့ကစားချင်တဲ့ယောဂါကိုတက်တာစီမှာမဟုတ်ဘူး။အဲ့တော့မျက်စိထဲမှာမြင်အောင်ပြောရမယ်ဆိုရင်ကျမတို့ဒီဆေးယုံထဲမှာတွေ့ဖူးမှာပေါ့နော်။အမြင့် အနိုင်လုပ်လို့ရတဲ့ကဒင်းနေလေအာဒီကျမတို့ကခန္ဓာကိုယ်တစ်ဝက်လောက်ကိုမြင့်လို့ရတဲ့ဒီကဒင်းရဲ့အပေါ်ပိုင်းမြင့်နေတဲ့ကဒင်းမျိုးတွေပေါ့အဲအဲ့လိုကဒင်းမျိုးပုံစံကိုယ့်ရဲ့ကဒင်းကိုလည်းလှုပ်လို့ရရင်လှုပ်အလုပ်လို့မရလို့ရှိရင်ဒီဆောင်လေးတွေနဲ့တစ်ဖြည်းဒီကိုယ်ခန္ဓာအပေါ်ပိုင်းတစ်ခုကိုအနည်းဆုံး၈လက်မလောက်မြင့်နေအောင်ဒီအိပ်တင်ပါရေပေါ့နော်အဲ့လိုအိပ်မယ်ဆိုလို့ရှိရင်လည်းကျမတို့ကစားကျင်မြန်ယောဂါကိုတက်တာစီမယ်အာသူ့ရဲ့လက္ခဏာတွေကိုလည်းတက်တာစီမှာဖြစ်ပြီးရောဆိုးကျိုးတွေကိုလည်းတက်တာစီမှာဖြစ်ပါရဲ့ ဒါကတော့စားခြင်းဉာဏ်ယောဂတက်တာစီမဲ့နံပါတ်၄အချက်ဖြစ်ပါတယ်။ စားချင်တဲ့ယောဂတက်တာစီအောင်လုပ်ရမယ်။နံပါတ်5အချက်ကကြတော့ကျမတို့လှဲအိပ်တဲ့ချိန်မှာဘယ်ဘက်ကိုစောင်းပြီးတော့လှဲအိပ်ပါ၊ညာဘက်ကိုမစောင်းပါနဲ့ဘယ်ဘက်ကိုပဲစောင်းပါ။ဘာဖြစ်လို့ဘယ်ဘက်ကိုစောင်းခိုင်းရတာလဲဆိုရင်ကျမတို့ရဲ့ခန္ဓာဗေဒသဘောအရာအစအိမ်ကဘယ်ဘက်ကိုကိုယ်ကိုယ်လေးလှုပ်ပြီးတော့ဆင်းသွားတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ကဘယ်ဘက်ကိုစောင်းပြီးတော့အိပ်ခြင်းအပြင်အဲ့ဒီဘယ်ဘက်ကိုကိုယ်ရင်းနေတဲ့အစအိမ်နဲ့သူကပုံမှန်ခန္ဓာဗေဒအတိုင်းဖြစ်နေမှာဖြစ်တယ်။အဲ့တော့အစအိမ်လေးကဒီလိုကိုယ်ကိုယ်လေးနဲ့ဖြစ်နေမှာဖြစ်တဲ့အတွက်အစတွေကဒီအစအိမ်ထဲမှာသူ ူဘာသူလေးရှိနေပြီးတော့ acid တက်တွေကလည်းသူ့ဘာသူလေးညင်းနေမယ်ဒီအပေါ်ဘက်ကခုနပြောတဲ့ကျမတို့ရဲ့ ညှော့ကျိုးကြက်သားလေးကိုပေါ့နော်ညှော့ကျိုးကြက်သားလေးကိုမဖြတ်လာနိုင်တော့ဘူးအဲ့တွဲကျမတို့ကစားချင်မြန်ယောဂါကိုတက်တာချင်းမှဖြစ်တယ်အဲ့လိုမှမဟုတ်ပဲညာဘက်ကိုစားအိမ်မယ်ဆိုရင်ဒီသူ့ရဲ့ခန္ဓာဗေဒသဘောအရာအဆိုင်အင်းကဒီလိုခုန်ခုန်ကြီးဖြစ်သွားမှာပါခုန်ခုန်ကြီးလိုက်ဖြစ်လာတဲ့အချိန်မှာအစာရည်နဲ့အဆစ်တွေကအလွယ်တကူအစာရည်မျိုးတွေကိုသူ့ရဲ့ဒီကဘာညီဆွဲအားအတိုင်းပေါ့နော်ပြန်ပြီးတော့ကြလာဖို့ကများတယ်အဲ့တွဲအဲ့နေတုန်းတောက်လျှောက်မှာစားချင်ပြန်တာတွေဖြစ်နေတတ်ပါတယ်အဲ့တွဲစားချင်မြန်ယောဂါကိုတက်တာစီမဲ့နံပါတ်5အချက်ကဆိုလို့ရှိရင်တော့ဒီကျမတို့အိတ်တဲ့အချိန်မှာ ဘယ်ဘက်ကိုဆောင်းပြီးတော့အိပ်ပါပြီးတော့စားချင်တဲ့ယောဂါကိုတက်တာချင်းပဲနံပါတ်6အချက်ပေါ့နော်နံပါတ်6အချက်ကဆိုရင်တော့ကျမတို့ကိုယ်အလေးချိန်ထိုင်ရပါမယ်ဝါနေတဲ့လူတွေအဝလွန်နေတဲ့လူတွေအားဆိုလို့ရှိရင်လေဒီကျမတို့ရဲ့ ရှုံချိုးကြွက်သားလေးပေါ့နော်အစာရင်မျိုးနဲ့အစာရင်ကြားရှုံချိုးကြွက်သားတွေကိုယောနေလာဖို့အတွက်သူကအားပေးတယ်ယောနေမှုကိုဖြစ်စေတယ်အဲ့တော့အဝါနော်တဲ့လူတွေမှာဆိုရင်စားခြင်းပြန်ယောဂပို့ပြီးတော့ဆိုးတက်ပါတယ်ပြီးရင်ဘိုက်ကအစီဖြစ်နေတဲ့အချိန်မှာလည်းစားခြင်းပြန်တာကိုပို့ပြီးတော့ဆိုးစေပါတယ်အဲ့အတွက်စားခြင်းပြန်ယောဂရှိနေပြီဆိုရင်ကိုယ်အလေးချိန်ကိုလုံးဝထိန်းဖို့ကိုယ်အလေးချိန်လျှော့ချဖို့လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့အစားအစာကိုတေချာဂရုစိုက်ပြီးစားဖို့မမေ့ပါနဲ့အဲ့အတွက်နံပါတ်6အချက်ကကိုယ်အလေးချိန်ထိန်းမှအဝမလွန်ပါစေနဲ့ဒုံမမော ဝပါစေနဲ့ပေါ့နော်။နောက်ထပ်စားခြင်းနဲ့ယောဂတက်တာစီမဲ့နံပါတ်9အချက်ကစိတ်ဖိစီးမှုကိုလျှော့ချပါ။စိတ်ဖိစီးမှုလျှော့ချတာဆိုလို့ရှင်လေကျမတို့ရဲ့အစာအိမ်က acid ထွက်တာတွေကိုအားနည်းစေတယ်။စိတ်ဖိစီးမှုဟာဆိုရင်ကျမတို့ရဲ့ acid ထွက်တာတွေကိုများစေတယ်။ရင်ပူတာတွေကိုပိုပြီးတော့ဖြစ်စေတယ်။အဲ့တည်း safe vision ကိုရောချပါပြီးတော့စိုးရင်ပူပန်နေတတ်တာမျိုးတွေကိုရှော့ချပါပေါ့နော်။အဲ့တည်းနံပါတ်9အချက်ကကြတော့ safe vision ကိုရှော့ချပါ စားခြင်းညာယောဂတက်တာချင်းမဲ့နံပါတ်၈အချက်ကကြတော့ဆက်လက်တောက်တဲ့လူရရှိရင်ဆက်လက်ကိုလုံးဝဖြဲရပါမယ်ဆက်လက်ဟာဆိုလို့ရှိရင်လည်းအဆိုင်အဆစ်ထွက်တာကိုညှားစေတဲ့အပြင်ဒီအခုနရှုံချိုးကြွက်တာလေးကိုသူကမလုံတာမျိုးတွေဖြစ်စေနိုင်ပါတယ်အဲ့တွက်ဆက်လက်တောက်တတ်တယ်ဆိုရင်ဆက်လက်ကိုလုံးဝဖြတ်ပစ်ပါဒါကနံပါတ်၈အချက်ဖြစ်ပါတယ်နောက်ဆုံးနံပါတ်5အချက်ပေါ့နော်စားခြင်းမြန်ယောဂတက်တာကိုအတွက်ဆိုရင်ကျမတို့တောက်နေကြဆေးဝါးတွေကိုတတိထားပါ တောင်းနေတာဆေးဝါးတွေတချို့တရာလဲကျမတို့အဆာအင်အက်ဆစ်ထွက်တာကိုငားစီတာဖြစ်တဲ့အတွက်ကိုကဘလူးဆေးတွေကိုဆွဲတောင်းနေလဲတခါတလေဆွဲမတောင်းတဲ့ဆေးတွေကိုဖျက်ပြစ်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုကကိုဖျက်လို့ရတဲ့ဆေးမျိုးမဟုတ်ဘူးဆိုရင်ဆရာဝန်နဲ့တိုင်ပင်တာဒီဆေးကိုတောင်းရင်လည်းကိုကဒီစားခြင်းမြန်ယောဂတွေကိုပို့ပြီးဆိုးလာတယ်လို့ခံစားရလို့စသဖြင့်အဲ့ဒါတွေကိုပြောလို့ရတယ်အဲ့တော့ပထမဆုံးဆေးရကြတော့ကျမခုနကပြောတဲ့အက်ဆစ်တက်ကိုနှဲစီတဲ့ဆေးတွေပေါ့နော်အဲ့ဒါတွေကပုံမှန်ဆိုရင် ပုံမှန်တိုင်းတောက်တဲ့နဲ့ပမာဒအတိုင်းတောက်တာပဲကောင်းတယ်ခဏခဏတောက်တာမျိုးပမာဏအများကြီးတောက်တာမျိုးတွေကလည်းနောက်ပိုင်းမှာစားချင်မြန်ယောဂါကိုပို့ပြီးတော့ဆိုးရလာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီ acid ထွက်တာနည်းတဲ့ဆေးတွေအလွန်ကြုံတောက်တာကိုသတိထားပါနောက်ထပ်ဆေးတမျိုးကကြတော့ကျမတို့ဒီအသက်အရွယ်ကြီးတဲ့အချိန်မှာသွေးဆုံပြီးတော့မှအီစထရိုဂျင် ဖြစ်ဆွဲဟော်မုန်းတွေကိုတောက်တဲ့အချိန်မှာအဲ့ဒီအီစထရိုဂျင်ဖြစ်ဆွဲဟော်မုန်းတွေကလည်းအစာရင်အက်ဆစ်တက်ကိုများစေပြီးတော့စားကြံဉာဏ်ရောဂါကိုပိုပြီးတော့ဆိုးဝါးစေတယ်။နောက်ထပ်ဆေးတမျိုးကကြတော့ NSAID လို့ခေါ်တဲ့အခိုက်ခဲပြောက်စေးတွေကလည်းဒီစားကြံဉာဏ်ရောဂါကိုပိုဆိုးစေတဲ့အက်ဆစ်တွေကိုများစေပါတယ်။နောက်ထပ်ဆေးတမျိုးကကြတော့ကျမတို့ဒီစိတ်ကြယောဂါအတွက်ပေးတဲ့ဆေးတွေပေါ့နော်။အာ TCA လို့ခေါ်တဲ့ tricyclic antidepressant ပေါ့စိတ်ကြယောဂအတွက်ပေးတဲ့ဆေးတွေကလည်း acid တွေကိုထွက်စေများစေပြီးတော့စားကြံဉာဏ်ယောဂကိုပို့ပြီးတော့ဆိုးစေတယ် ပြီးတော့နောက်ထပ်ဆေးတစ်မျိုးကကျတော့ကျမတို့အယိုးဝယောဂတွေမှာသုံးတဲ့တချို့တော့အယိုးတွေကိုကျစ်စေတဲ့ဆေးတွေအယိုးအားတိုးစေတဲ့ဆေးတွေ啊ဆိုရင်လည်းဒီကျမတို့စားချင်မြင်ယောဂတွေကိုပို့ပြီးတော့စူးစေပါတယ်အဲ့တော့ဒါကကျမအကျဉ်းချင်းပြောထားတဲ့ဆေးတွေဖြစ်တဲ့ဒါပေမဲ့တကယ်လို့ပေါ့နော်ကိုကဒေါက်ရှာဆေးတမျိုးကိုဆွဲတောင်းနေရတယ်အဲ့ဒီဆေးကြောင့်ကိုရဲ့စားချင်မြန်ယောဂါပို့ပြီးတော့ဆိုးလာတာမျိုးရှိတတ်တယ်ဆိုရင်ကိုကိုဆေးပေးထားတဲ့ဆရာဝန်နဲ့တေချာပြန်ပြီးတော့တိုင်ပင်ဆွေးနွေးဖို့မမေ့ပါနဲ့ ဒါကတော့စားချင်မြန်ယောဂတက်တာစီဖို့ပြုလုပ်ပေးတဲ့အပြုတ်မှုလေးချင်လေး၉ချက်ဖြစ်ပါတယ်။ဒီအလေးချက်တွေကိုသာနေ့တိုင်းလုပ်သွားမယ်ဆိုရင်ကျွန်မတို့ကစားချင်မြန်ယောဂကိုတက်တာစီမှာဖြစ်တဲ့ယောဂလက္ခဏာတွေကိုတက်တာစီအောင်မကပဲနဲ့ယောဂရဲ့နောက်ဆက်တွဲရှိုးချိုးအစာရည်မျိုးပြွန်ထိခိုက်တာတွေကိုပါလုံးဝကောက်ွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ကြဲဒီကိုချက်ကိုအကျမ်းမြင်ပြန်ပြီးပြောပြရမယ်ဆိုရင်အစာစားရင်တတိထားပါအစာကိုပမာဏနည်းနည်းနဲ့ခဏခဏစားတာမျိုးနှင်းနှင်းစားတာမျိုးလုပ်တဲ့ဒုတိယတစ်ချက်ကအက်ဆစ်တက်အထွက်များစေတဲ့အစာစားတွေကိုလုံးဝရှောင်ရပါမယ်တတိယတစ်ချက်ကအစာစားပြီးပြီးချင်း3နာရီအတွင်းမှာလုံးဝမအိပ်ပါနဲ့စလုံးထားအချက်ကိုပြောမယ်ဆိုရင်တော့အိတ်တဲ့အခါမှာကျမတို့ကခန္ဓာကိုယ်အပေါ်ပိုင်းကိုမြင့်မြင့်လေးထားပြီးအိတ်တက်ပါတယ် ကျစမချက်ကတော့ဒီကျမတို့အိတ်တဲ့အချိန်မှာဘယ်ဘက်လေးကိုစောင်းအိတ်တာမျိုးလုပ်တဲ့ ਨੇ နံပါတ်6အချက်ကကြတော့ဝါနေဝေးလျှော့ပါကိုယ်အလေးချိန်ထိမှာပေါ့နော်နံပါတ်9အချက်ကကြတော့စိတ်ပြစင်းမှုကိုတတ်နိုင်သမျှလျှော့ချပါစိုးရိမ်ပူပန်မှုတွေလျှော့ချပါနံပါတ်၈အချက်ကကြတော့ဆက်လေးတောက်တဲ့ရင်လုံးဝဖျက်ပြစ်ပါနံပါတ်၉အချက်ကကိုတောက်နေတဲ့ဆွဲတောက်နေတဲ့ဆေးဝါးတွေမှာစားခြင်းမြန်ယောဂါကိုပိုဆိုးစေတဲ့ဆေးဝါးတွေပမပါတတိထားပါဒါဆိုရင်တော့စားခြင်းမြန်ယောဂါကိုတက်တာစီမှာဖြစ်ပါတယ် ဟုတ်ပါပြီကျမနောက်ထပ်တစ်ခုအကြံပေးချင်တာကတော့ဒီစားခြင်းငယ်ယောဂါတက်တာဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့စားတဲ့အစားအစာတွေကိုတတိထားပါခုနဒုတိယတစ်ချက်မှာကျမပြောတဲ့အစားအစာတွေကလုံးဝရှောင်ရမယ့်အစားအစာတွေဖြစ်တယ်ဒါပေမဲ့တချို့လူတွေကအဲ့ဒီအစားအစာတွေမဟုတ်ဘဲနဲ့တချို့သောအစားအစာတွေကသူကလုံးဝဒီအထိမခံနိုင်ဘူးပေါ့နော်ရှိတယ်အဲ့တော့ကိုကဘလို့အစားအစာနဲ့မတည့်ဘူးလဲဆိုတော့သိချမှတ်ပါဘလို့အစားအစာတွေစားရင်ဒီလက္ခဏာတွေပိုဆိုးလဲဆိုတော့သိချမှတ်ပြီးတော့အဲ့ဒီအစားအစာကိုကိုနဲ့မတည့်တဲ့ဒီ specific ပါเนาะအတိကျတဲ့အစားအစာကိုတိကျလေးရှောင်ကြမှာဒါကကျွန်မအကြံပေးခြင်းနဲ့အချက်ဖြစ်ပါတယ်ဟုတ်ပါပြီဒါကတော့ဒီနေ့ကျွန်မမျှဝေပေးခြင်းနဲ့စားခြင်းဉာဏ်ယောဂာနဲ့ပတ်သက်ပြီးတော့တက်တာစီမဲ့အချက်တွေဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးရနေပြီးတော့အကျမ်းမိုင်နဲ့ဆိုင်တဲ့အသိပညာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါရစေ။ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်။